အားလုံးပဲမြင်လာပါခင်ဗျာ Wave Forward Channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်အခုပဲဒီမင်းညကရှင်ပြန်ကစားကြတဲ့ဖူဟန်နဲ့အာဆင်နယ်တင်းတို့ရဲ့ပွဲပြီးသုံးသချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲထဲမှာဆိုရင်အာဆင်နယ်တင်းကတကူကုန်ပြီဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်ဒီပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်တင်းရဲ့ဒီ game ပေါ်မှာ patient ဖြစ်မှုကိုကျွန်တော်တို့ချီးကျူးရမယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့တင်းရဒီပထမပိုင်းမှာဆိုရင်ကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ပြောရမယ်အထူးသဖြင့်ကျွန်တော်တို့အခွင့်အရေးတွေတော့ရတယ်ဒါပေမဲ့အဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲကိုသမား ဘန်းလီတို့ဟိုခက်ရခက်စစ်ပုတ်ထုတ်ကာကွယ်နိုင်လောက်အောင်ကျွန်တော်တို့အကောင်းဆုံးဟိုမစွမ်းဆောင်နိုင်ရဲ့ဘူးဒါကြောင့်မို့ကျွန်တော်တို့ပထမပိုင်းမှာဟိုထိရောက်တဲ့တိုက်စစ်ဆင်မှုတွေကျွန်တော်တို့များများဆဆတိတ်ပြီးမတွေ့ရအောင်ဒုတိယပိုင်းလည်းကျွန်တော်အထင်ဒီမိနစ်20ဒုတိယပိုင်းစလို့မိနစ်20 20ကျော်လောက်ပဲကျွန်တော်တို့အကောင်းဆုံးကစားနိုင်တယ်လို့ပြောရမယ်ကျန်တဲ့ဒီမိနစ်80နောက်ပိုင်းဆိုရင်လည်းကျွန်တော်တို့ခြေစွမ်းအလောက်ကြီးဒီမကောင်းဘူးဗျကျွန်တော်တို့မိနစ်80နောက်ပိုင်းမှာဆိုကျွန်တော်တို့ဟို ဂိုးရဖို့ဆိုတာတည်းကျွန်တော်တို့ဂိုးပြန်မပေးဖို့ပဲကျွန်တော်တို့ UTB ကစားသွားခဲ့တာကိုတွေ့ရတယ်ဒီပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဟိုးရင်တစ်ပတ်ကနယူကာဆင်နဲ့ပွဲလို့ပြောရဂိမ်းကဟိုပြိုင်ဘက်နဲ့ကိုနဲ့အရန်ကြီးမကွာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအဓိကလက်နက်ဖြစ်တဲ့ set piece ကပဲကျွန်တော်တို့အတွက်လုံးဝအဖြေတစ်ခုဖြစ်သွားတယ်ဒီနေ့ပွဲမှာဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီကျွန်တော်တို့ ਨੇ ဟိုပြိုင်ဘက် ਨੇ ဟိုအရန်ကြီး ခြေစွမ်းကအရင်ကြီးမကွာနေတဲ့အချိန်မှာကျွန်တော်တို့ကျွန်တော်တို့ဒီ service ကပဲကျွန်တော်တို့အတွက်ဟိုအဓိကလက်နက်ဖြစ်ပြီးကျွန်တော်တို့နိုင်ရခဲ့တယ်ပြီးခဲ့တဲ့ဟိုဒီဘက်က Newcastle နဲ့ဖွဲမှာဆိုရင်လည်းဒီ Newcastle ရဲ့ high intensity အပြည့်နဲ့ low block mid block တွေချာမှာကျွန်တော်တို့အပြေရှာမရခဲ့ဘူးဒါပေမဲ့အဆုံးတန်မှာကျွန်တော်တို့ Gabriel ရဲ့ဒီ service ကနေတစင် Gabriel ရဲ့ခေါင်းတိုက်ကိုကကျွန်တော်တို့အတင်းအနိုင်သုံးမဲ့ဖြစ်စေခဲ့တယ်ဒီနေ့ပွဲလဲ Tony တူပဲကျွန်တော်တို့ဒီ service ကပဲကျွန်တော်တို့အတွက်ဟိုနိုင်ပွဲတစ်ပွဲဖော်ဆောင်နိုင်ခဲ့တယ်လို့ပြောရမှာပေါ့ ဒီပွဲမှာဆိုရင်ကျွန်တော်တို့ချီးကျူးရမယ့်ကစားသမားတွေကတော့အများကြီးပဲအထူးသဖြင့်ဒီကျွန်တော်တို့ကန်စီတန်းကိုပဲအဓိကအားပြုပြီးချီးကျူးအောင်ပေါ့ဒီဂါရီယန်နဲ့ဒီဆလီဘာရဲ့ဒီအတွဲဘက်ကတကယ်ကိုဖူဟန်ရဲ့ဒီဘယ်လိုပြောမလဲမိနစ်80နောက်ပိုင်းမှာဆိုဖူဟန်တိုက်စစ်ဆင်တဲ့ဟာတော်တော်ကျွန်တော်တို့ကဒိန်းညာဖြစ်တယ်ဗျာဒီ area ထဲမှာ cross bound cross cross ball တွေအချိန်ချင်းပေးပို့တယ်ဒါပေမဲ့အဲ့ cross ball တွေတိုင်းမှာကျွန်တော်တို့ဒီ Gabriel နဲ့ Saliba အကောင်းဆုံးဒီ ခေါင်းတိုင်ရှင်းထုတ်နိုင်ခဲ့တယ်လို့ပြောရမယ်နောက်တစ်ယောက်ကတော့ရီကာဒိုကာလာဗီယိုရီပေါ့ဒီနှစ်ပွဲမှာဆိုရင်ကာလာဗီယိုရီကစားသွားတာတော်တော်ကောင်းတယ်တိုက်စစ်ရောခံစစ်ရောသူ့အနေနဲ့အကောင်းဆုံးကစားသွားခဲ့တယ်သူ့ရဲ့ဒီနှစ် moment တွေကအတင်းအထွက်ဒီဂိုးရလူနီဘအခြေအနေမျိုးတွေဖြစ်ခဲ့တယ်ဗျာဒီပထမပိုင်း15မိနစ်မှာဆိုရင်ဒီလီယန်နိုထရော့ဆက်ရဲ့ဒီချပေးရနေတဲ့ဆင်သူ့အနေနဲ့ first step တော်တော်ကောင်းတယ်ဗျာအဲ့လုံးဝဂိုးလဲဝင်သွားခဲ့ဒါပေမဲ့လည်း offside ဖြစ်နေတဲ့အတွက်ဒီပယ်ဖြတ်ချင်းခံရတယ်ကာလာဗီယိုရီနဲ့မိုင်းလူးဝစ်စကယ်လီကြားမှာဟိုနည်းနည်းကွာခြားမှုရှိရတော့အမှန်ပဲဗျမိုင်းလူးဝစ်စကယ်လီကကြတော့ ိုသူ့ရဲ့ကစားပုံကအတင်းအတွက်အရန်ကိုဘယ်လိုပြောရ risk အရန်များတယ်ဗျာသူ့အနေနဲ့တစ်ခါတည်းမလုံးတင်တာကြီးလည်းအရန်လုံးတယ်ပြီးရင်ဒီဒီပြီးခဲ့တဲ့နှစ်နှစ်မှာဆိုရင်ဒီသူတို့ဒီ mind lewis kelly ပွဲထွက်တဲ့ချိန်မှာဒီနှစ်ပွဲသုံးပွဲလောက်ရှိမယ်ဗျာဒီတစ်ဖက်သင်းဒီကောင်းတာအတက်လုံးလို့ချင်းသူ့အနေနဲ့မလုံးတင်တဲ့အမားတွေသူ့အနေနဲ့လုံးတယ်ပြီးရင်ဘယ်လိုပြောမလဲဘောလုံးအနေနဲ့ဘောလုံးရပြီးတော့ဒီဆွဲမထွက်တဲ့ပိုင်းတွေလည်းသူ့အနေနဲ့ဆွဲထွက်တယ်ဒါကြောင့်မို့ကျွန်တော်တို့သင်မှနှစ်ကဆိုရင်ဒီအနီကက်နဲ့အနီကက် TV ရှုံးခဲ့ရတဲ့ပွဲတွေတို့ဒီဂိုးပေးရတဲ့ ပွဲတွေတော့ရှိခဲ့တယ်ဒီ color pio တွေကြမိုင်းလို့စကယ်လီနဲ့လုံးဝ opposite ပဲပြသူရဲ့ကစားပုံကအရန်ကို combo shot ဖြစ်တယ် game ပေါ်မှာလည်းအရန်ကိုစိတ်ရှည်တယ်ပြီးရင် discipline mind လည်းအရန်အားကောင်းတယ်ဒါကြောင့်မို့ဒီနေ့ပွဲမှာဆိုလည်းဒီ color pio တွေကျွန်တော်တို့မဖြစ်မနေချီးကျူးရမယ်ဒီနောက်တစ်ယောက်ကတော့ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဒီနေ့ပွဲရဲ့ဟိုနောက်ထပ်ဒီကိုရတဲ့အခြေအနေမျိုးကိုဖန်တီးပေးခဲ့တဲ့ဘူကာယိုဆာကာပေါ့ဒီနေ့ပွဲမှာဒီဘူကာယိုဆာကာရဲ့ဒီ attacking mind လိုက်ပါမှုတွေကကျွန်တော်တို့ဒီအတင်းဒီနိုင်ပွဲ ဖော်ဆောင်တဲ့နေရာမှာရန်ကိုရေးပါခဲ့တယ်သူတပြင်းဒီသူ့ရဲ့ဒီ corner အနေနဲ့ဆင်ဒီ gavi ရဲ့ခေါင်းတိုက်ချပေးရတယ်ဆင်လီယန်နိုထော့ဆက်အကောင်းဆုံးပိတ်သိမ်းခဲ့တယ်နောက်ပြီးဒီ arteta လက်ထက်မှာ arsenal တင်းတိုးတက်လာတဲ့အပိုင်းကဘာလဲဆိုရင်ကျွန်တော်တို့ဘောလုံးကိုကဆုံးရှုံးသွားတဲ့အချိန်မှာအဲ့ဘောလုံးကိုဒီပြန်လဲရယူတဲ့ counter press လုပ်တဲ့နေရာမှာ arsenal တင်းတော်တော်ထူးချွန်လာတယ်လို့ပြောရမယ်ဒီနေ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဘောလုံးဆုံးရှုံးသွားတဲ့အချိန်တိုင်းမှာဆိုရင်ကျွန်တော်တို့ဘောလုံးပြန်ယူရယူတဲ့အပိုင်းမှာဒီနေ့ပွဲမှာတော်တော်ကောင်းတယ်လို့ပြောရမယ်နောက်ပြီးကျွန်တော်တို့ဒီကျွန်တော်တို့ဒီ set piece တွေပေါ့ စပီးစ်တွေကိုကြည့်လိုက်ရာဒီဘူကာယိုဆာကာပဲဖြစ်ဖြစ်ဒဂလန်ရိုက်ပဲဖြစ်ဖြစ်ဒီကန်လိုက်ပြီဆိုရင်ကိုလုံးလောက်ကန်တယ်ဆိုရင်ဒီသုံးလုံးလောက်ကလုံးဝကိုဒီအေရီယာထဲမှာတကယ်ဝဲပြီးတော့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့နောက်တန်းကစားသမားပဲဖြစ်ဖြစ်ဒီကွန်းလန်ကစားသမားပဲဖြစ်ဖြစ်ဒီခေါင်းတိုက်မယ်ဆိုရင်ဟိုထိချက်ကအရင်ကြီးဟိုတိကျစရာနည်းနည်းလောက်ပဲတိကျရုံနဲ့ဂိုးဝင်နိုင်တဲ့အခြေအနေမျိုးတွေဟိုသူတို့အနေနဲ့ဖန်တီးနိုင်တာကိုတွေ့ရတယ်ဒါလည်းဟိုအာတီတာရဲ့လက်ချက်မှာဟိုအာဆင်နယ်တင်းတိုးတက်လာတဲ့အပိုင်းလို့ ြောလို့ရတယ်ပြီးရင်ကျွန်တော်နောက်တစ်ယောက်ကဒီဘီတာယောဂရိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုရင်တော့ဟိုဘီတာယောဂရိုင်းအနေနဲ့ဒီနေ့ပွဲမှာဟိုလုံအားနှုံးလေးရတော့ဟိုမစိုးပါဘူးကျွန်တော်သဘောကျပါတယ်ဒါပေမဲ့သူ့အနေနဲ့ဟိုတချို့ပိုင်းတွေမှာဆိုရင်ရန်ဟိုအားနေတာကိုတွေ့ရတယ်ပထမဒီပထမပိုင်းမှာဆိုရင်ဒီတက္ကလောင်ရိုင်းရဲ့ဒီသူ့အနေနဲ့ဒီ area ထိတ်ကနေဒီ right channel တွေကနေဒီ area တွေဟိုချပီးရတယ်တစ်ဆင့်သူအမှန်ဆိုရင်အဲ့လုံသူကန်ရမှာဗျာကန်ရမှာဟိုမကန်မဲနဲ့ဒီတစ်ချက် ဒီနောက်ကိုပြန်ပြီးဒီချိုးပေးလိုက်တဲ့အချိန်မှာဖူအင်္ဂါမဖြတ်သွားတယ်အဲ့လိုလုံးနေဆိုသူအနေနဲ့အမှန်ဆိုကန်ရမှာဗျာအမှန်ဘလိုရနေနေကိုသမားဟိုနောက်ဆုံးပုတ်တော့မှပုတ်ပဲဗျာသူအနေနဲ့ဒီအနည်းဆုံးတော့ကန်သိနေလို့မြင်နေနောက်တစ်ခုကဒီဒုတိယပိုင်းမှာဆိုရင်သူအနေနဲ့ဒီဖူအင်္ဂါမတယောက်ထင်တယ်ဒီခေါင်းတိုက်မှချပေးရနေသူအနေနဲ့အဲ့ခွင့်ရမျိုးဆိုရင်အမှန်ဆိုရင်သူအနေနဲ့ဂိုးဝင်တင်းတဲ့အခြေအနေမျိုးပါဒါပေမဲ့သူအနေနဲ့ဒီဂိုးကိုဒီဂိုးတောင်မတဲ့ခဲ့ဘူးထင်တယ်ကျွန်တော်အနေနဲ့ဟိုဒါဘာပဲပြောပြော ဘီတာယောဂရန်နေနဲ့ဟိုအများကြီးဟိုအသားကြဖို့ထပ်ပြီးစူးစမ်းရအောင်မယ်လို့မြင်နေဗီတာယောဂရန်ပတ်သက်ပြီးကျွန်တော်တိတ်ပြီးတော့အားမင်းဟာဘူးပြအမှန်တိုင်းပြောရင်ဒီနေ့ပွဲမှာဆိုသူ့အနေနဲ့ဟိုအခွင့်အရေးတွေလည်းရတာတော့မှန်နေဒါပေမဲ့ဟိုနှစ်ချိန်လောက်လေးချိန်လောက်သူရတဲ့နေရာမှာတစ်ချိန်လောက်တော့ဂိုးဝင်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဖူဟန်ရဲ့ကစားပုံနဲ့ပတ်သက်ပြီးကျွန်တော်လည်းနည်းပြောရမယ်ဆိုရင်ဖူဟန်ပထမပိုင်းဟိုကစားတာတော်တော်ကောင်းတယ်ဗျာသူတို့ရဲ့ဒီ defensive ပိုင်းမှာဆိုတော့အရန်ကိုဟို solid ဖြစ်တယ်လို့ပြောရမှာပဲပြီးရင်ကျွန်တော်တို့ midfield အိမ်နဲ့အတူကျွန်တော်တို့ဒီ Arsenal အသင်းရဲ့ ဟိုဘောလုံးရတဲ့အချိန်တိုင်းမှာသူတို့ hybrid ကြီးလုပ်ပြီးအကောင်းဆုံးကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ဒါကြောင့်မို့လဲကျွန်တော်တို့ဟို Arsenal အတင်းဒီပထမပိုင်းမှာဆိုရင်ကိုဒီထိရောက်တဲ့ throw out တိုက်စစ်ဆင်မှုကိုကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ပြီးရင်ကျွန်တော်တို့ဒုတိယပိုင်းမိနစ်80ကျော်လောက်မှာဆိုရင်လည်းဒီဖူဟန်ရဲ့ကစားပုံနောက်ပိုင်းမှာဆိုရင်မဆိုးဘူးပြသူ့အနေနဲ့ area ထဲမှာ cross ball တွေအချိန်ချင်းပို့တယ်ဒါကိုကျွန်တော်တို့အတင်းရဲ့ဒီနောက်တန်းကစားမှုဖြစ်တဲ့ career နဲ့ sleeper အကောင်းဆုံးရှင်းထုတ်နိုင်ပြီးတော့ကျွန်တော်တို့ဒီခံစည်းချစ်လက်မှုကိုကျွန်တော်တို့ပြသနိုင်ခဲ့လို့ပြောရမယ်။ မီခေအာတီတာဒီနဲ့ကတော့ဒီနောက်ထပ်တစ်ချိန်ဒီ service ကနေပဲကျွန်တော်တို့ရဲ့ဒီအတိအကလည်းနဲ့ဖြစ်အသုံးချနိုင်ခဲ့ပြီးနိုင်ွယ်ဖော်ဆောင်နိုင်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ